ကျွန်တော်ကူဇာတို့ example 7လေးကိုသွားအောင် example 7က product sensitivity equal to profit ရာ multiply 2 by 4ဖြစ်ကြအောင်မလုပ်ရမှာဆိုရင်တက်နေကြအဲ့တော့ဒါ size 75ကိုတွက်လိုက်မယ် size 75 equal to sensitivity ကိုဇာတို့ အလို့ရထားတဲ့ဒေါင်းတွေနဲ့ပြောင်းလဲပြီးရှိလိုက်ဆရာတို့အလို့ရထားတဲ့ဒေါင်းတွေကဘာတွေရှိတယ်ဆိုရင်30 45 60ဆိုတဲ့ right angle formula တွေရှိမယ်ပြီးလို့ရှိရင်0 90 180 270 360ဆိုတဲ့ degree တွေမှာဆရာတို့အလို့ရအဲ့ကောင်းလေးနဲ့ဆရာတို့ပြောင်းလဲပြီးတော့ဘာလုပ်လိုက်မလဲဆိုရင်တွက်လိုက်ဟုတ်ပြီအဲ့တော့775ဆိုတာက special angle တွေထဲမှာဘာနဲ့ဘာနဲ့ပေါင်းတာလဲဒူလဲဆိုလို့ရှိရင် sin 45 degree ိုင်းတက်သီးတီဆိုတော့ဘာလုပ်တာလဲဆိုရင်ပေါင်းတာ ਨੇ တူအဲ့တော့ဒီပုံစံလေးတိုးတက်မှုအတွက်ကဆရာတို့ဗာတိရမယ်ဆိုရင် special right angle တွေရဲ့ဆရာတို့ tree ကိုအချိုးချောင်းတန်ဖိုးတွေပြရမယ်ပြီးလို့ရှိရင် unit cycle မှာရှိတဲ့0ကနေပြီးတော့360 degree ရှိတဲ့အထိမှာ tree ကိုအချိုးချောင်းခုရဲ့တောက်တန်ဖိုးတွေဆရာတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်သိမယ်ကဲတော့ sin 75ဆိုတာက sin 45နဲ့တတိနဲ့ပေါင်းတာ ਨੇ တူ ဟုတ်အဲ့တော့85ပြည့်ဖို့အတွက်60နဲ့15နဲ့ပေါင်းရရောမရဘူးလားရတယ်ဒါပေမဲ့လို့ကျတို့ sin 60 60ရဲ့ကျတို့ဒီဂရီပဲဆရာတို့သိတယ်15ရဲ့ဒီဂရီလေးအလို့ချက်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဆရာတို့အလို့ရတဲ့45နဲ့30နဲ့ပဲဘာလို့လိုက်လို့ဆိုရင်ကောင်းတာအဲ့တော့မှ sin 45 plus 30ကိုဆရာတို့ကုန်ပေါင်းအန်တယ်ကွန်ပျူတာလေးနဲ့ကြောင်းလိုက်တဲ့အခါမှာ sin ဆိုလို့ရှိရင် sin cos cos အတော့ sin 45 cos 30 sin ဆိုရင် plus ဆိုရင် plus ဟုတ်ပြီ sin cos cos 45 sin 30ဟုတ် sin 45 cos 45ဒါကျွန်တော်ဘာနဲ့တူတူပဲလဲဆိုရှင်1 by root 2နဲ့တူတူအဲ့တော့ rationalize လုပ်တဲ့အခါမှာဘာဖြစ်သွားလဲဆိုရင် root 2 by 2ဆိုပြီးတော့ဖြစ်သွားအဲ့တော့ကြာ ရရှင်နဲ့ရိုက်လောက်ထားတဲ့လူ2 by 2ဆိုတဲ့တံမိုးလေးတွေပဲဆရာအစားသွေးပြီးတွေ့လာအဲ့တော့ sin 45ကလူ2 by 2ဟုတ်ပြီနော် sin 45ကတံမိုးက1 by 2အဲ့ကောင်ရရှင်နဲ့လာလောက်တဲ့အခါမှာလူ2 by 2ဆိုတံမိုးအတူတူနှစ်ခုကိုဆရာတခါရဲ့ကြားထားတယ်အဲ့တော့ sin 45ကလူ2 by 2 cot တတိယဘယ်လောက်လဲဆိုလို့ရှိရင် cot တတိယ root 3 by 2ကိုတတိယ root 3 by 2ဒီနှစ်ခုကိုမြောက်မယ် sin 45 cos 45 violet ဆိုပြီးဆိုရင် root 3 by 2 into sin တတိယ1 by 2ဟုတ်ပြီအဲ့တော့ equal to ဒီကောင်လေးကိုဆရာတို့မြောက်လိုက်တဲ့အခါမှာနှစ်နဲ့လေးလေး root 2နဲ့ root 3နဲ့မြောက်မယ် root root အဆင့်2ရဲ့အတွက်ကြောင့်မြောက်လိုက်တဲ့အခါမှာ root 6ရမယ် plus နှစ်နဲ့လီလေလူတူးတက်ပြီအဲ့တော့သူတို့နှစ်ခုကိုဆရာတို့ဘာလုပ်လိုက်လဲဆိုရင်ပေါင်းလိုက်တဲ့အခါမှာ for lucy black လူတူးပါ for ဆိုလို့ရတယ်အဲ့တော့ sign 75ကိုရှင်းလိုက်တဲ့အခါမှာ lucy black လူတူးပါ for ရမယ်ဟုတ်ပြီနောက်တစ်ခုဆရာ cop 15လေးကိုဆက်ပြီးရှင်းလိုက် ိုင်တော့ဒါ coffee breeding degree ကိုစက်ပြီးရှင်းလိုက်မယ် coffee breeding degree ကိုလည်းဆရာတို့တီးတဲ့ဒေါန်တန်မှုတီးတဲ့ဒေါန်အနေနဲ့ဆရာတို့မလုပ်လဲဆိုရင်အစားထိုးပြောင်းလဲပြီးတော့တွက်လိုက် cop coffee bean ဒီဘီကိုရအောင်တော့ဘယ်နည်းပါအောင်တော့ဖြည့်ပေးရနိုင်လဲဆိုတော့ cop 45ထဲကနေပြီးတော့45ထဲကနေပြီးတော့တသိန်းကိုနှုတ်မယ်ဆိုလို့ရှိရင်ဖြည့်ပေးရအဲ့တော့ဖြည့်ပေးနေရမှာ45 မိုင်းနဲ့ဆရာတို့သတင်းဆိုပြီးတော့ကြောင်းမျိုးယူလိုက်ဟုတ်ပြီနော်မကံပါသူတို့ဒီနားကနေယူလိုက်တယ်အဲ့တော့ကော့ကိုဘောင်းအန်ရဲ့ဖော်မူလာမှာစားသွင်းတော့မယ်ကော့ဆိုလို့ရှိရင်ကော့ကော့ဖိုင်ဆန်ကော့45ကောတတိကောကောမိုင်းနဲ့ဆိုရင်ဘလက်ဖိုင်ဆာ545 sign 35 ဲ့တော့ core 45 sun 45ဘယ်လောက်လဲဆိုလို့ရှိရင် root 2ပါ core 30ကဘယ်လောက်လဲဆိုလို့ရှိရင် root 3ပါလက် core 45 sun 45 root 2ပါ2 into sin 30က1 by 2ဟုတ်ပြီနော်အဲ့တော့ဒီကောင်လည်းရှင်းလိုက်ရင်ဘာရမလဲဆိုရင်ဆရာတို့ 4 root 6 by 4 plus ဒီကောင်လဲ root 2 by 4ဒီလိုပြန်အဲ့တော့ cos 50ကိုရှာလာလဲပိုင်းကြီးကြည့်လိုက်မယ်เนาะအဲ့တော့ပိုင်းကြီးပုံ4ကြီးလိုက်တဲ့အခါမှာ root 6 plus root 2အဲ့တော့ cos 50ကိုရှာတဲ့အခါမှာလဲပဲ root 6 plus root 2 by 4 cos sin 75ကိုရှာတဲ့အခါမှာလဲ root 6 plus root 2 by 4ဆိုလို့ရတယ်ဒါကြောင့်မလို့ sin 75 degree อ่ะ cos 15 degree เนี่ยยีပြီးတော့ဘယ်လောက်ရလဲဆိုပြီးရှိရင် root 6 plus root 2 by 4ဟုတ်ပြီ cos 15လေးကို compound angle formula လေးနဲ့တွေ့လိုက်အကယ်၍ဆရာတို့က negative angle ဒီပါထပ်ပြီးတော့ကျွမ်းကျင်မယ်ဆိုပြီးရှိရင် cos 15 5ဒီကိုဒီလိုတွက်လို့ရတယ်ဘယ်လိုတွက်မလဲဆိုလို့ရှိရင် ကောစစ်တင်းလေးဆိုတာကဆရာတို့ဘယ်ထက်ကဘာလို့နှုတ်လဲဆိုလို့ရှိရင်ကော90ရဲ့ကနေပြီးတော့75ကိုနှုတ်ထားနေပါပြည့်ဆိုရင်အတူတူပဲ90ရဲ့က75ကိုနှုတ်လိုက်မယ်ဆိုရင်15ကော15ရပါအဲ့တော့ negative angle မှာဆရာတို့90 minus theta 90 minus theta ဆိုတာကဒီမှာရှိတယ်ဆိုလို့ရှိရင် first quadrant မှာရှိတယ် 90တို့270တို့ဒီကောင်းလေးဆိုလို့ရှိရင်ဆရာတို့ဘာလို့ရလဲဆိုလို့ရှိရင်ကော့အချိုးတွေပါပြည့်လဲဆိုလို့ရှိရင်နော်ကြောင်းကော့ဆိုလို့ရှိရင်ဘယ်လိုပြောလဲဆိုရင် size ကိုပြောတယ် size ဆိုရင်ကော့ကိုပြောတယ်တန်းဆိုရင်ကော့ကိုပြောတယ်ကော့ဆိုရင်တန်းကိုပြောတယ်အခုကော့ဆိုလို့ဆရာတို့ဘယ်လိုပြောလဲဆိုရင် size ကိုပြောတယ်အဲ့တော့ကော့90 theta ကဘာနဲ့တူတယ်ဆိုတော့ sin theta ဘူး ကော့90 -70 degree ဆိုတာက sin 75 degree နဲ့ဘာဖြစ်လဲသူတို့ရှိရင်အတူတူပဲနားလိုက်မယ်နော်အဲ့တော့ formula လေးကဘယ်လိုရှိခဲ့လဲဆိုလို့ရှိရင်ကော့90 -theta ကဘာနဲ့တူတယ်ဆိုလို့ရှိရင် sin theta နဲ့တူတယ်ဒီ form ဒီ negative angle လေးကိုအတုံးချပြီးတော့တွက်လိုက်တဲ့အခါမှာ sin cos 90 degree minus 75ဆိုတာက sin 75 degree ဘာလို့လဲဆိုလို့ရှိရင်အတူတူပဲဟုတ်နော်အဲ့တော့ sin 75 degree ဆိုတာဆရာတို့ရှာထားတဲ့ကောင်ကဒီလိုရှိတယ် root 6 plus root 2ပါပေါ်ဟာဒါဆိုရင် cos 15 degree ကဒီကောင်လေးနဲ့ပါလဲဆိုရင်အကုန်ယူသွားပြီဒါကြောင့်မလို့ sin 75 degree equal to cos 15 degree equal to ဘာဖြစ်လဲဆိုရင် bruce black group 2 by 4ဆိုတာနားလည်မယ်နော် negative angle ရတဲ့လူတွေကဒီလိုမျိုးလေးတူတူလေးတွက်ပြီးတော့ကွန်ပေါင်း angle ကိုပိုကျွမ်းတဲ့ကောင်တွေကဒီလိုမျိုးလေးတွက်လို့ဘာဖြစ်လဲဆိုရင်ဒီကဆရာတော့နှမျိုးနှမျိုးဒီဘာဖြစ်လဲဆိုရင်တက်တက်ဟုတ်နော်အဲလို extra exercise တန်းပွားတူက number 3လေးကိုဆက်တွက်ရအောင်အဲ့တော့3က proof that constant defy equal to sin 50 equal to root 6 minus root 2 by cos ဖြစ်ကြောင်းသတိပြပါရမယ်။နောက်တစ်ခုက tan 75 equal to cos 15 equal to 2 plus root 3ဖြစ်ကြောင်းမလိုရမယ်ဆိုရင်သတိပြ။အရှိရအားလို့ပြောသတိပြမယ် cos 75ကဲ cos 75ဆိုတာကဆရာတို့တီးခဲ့တဲ့ down ဒီမှာ75ဆိုတာကဘာနဲ့ဘာနဲ့ပေါင်းတာလဲတူမယ်ဆိုလို့ရှိရင်45နဲ့ tên tí nữa bao nè forty five là tên tí ai đó có không bao nghe vùng đầu tôi nói mình có sự lưu trí có có sai sai ai đó có forty five sai tên tí bây giờ xuyên có cả mãi nè có sorry có có size size 45 size 30ဒီကွက်လူအစားသင်းတော့မယ် cos 45 sin 45ဆိုတာက root 2 by 2 cos 30က root 3 by 2 root 3 by 2 minus sin 45က root 2 by 2 sin 30က1 by အဲ့တော့ဒီကောင်လေးကိုဆရာတို့နှောက်လိုက်တဲ့အခါမှာ4 root 2နဲ့ root 3နဲ့ဆိုတော့ root 6 minus root 2ပါ4အဲ့တော့ကောင်းလိုက်တဲ့အခါမှာ root 6 minus root 2 by 4ကော75ကတော့ဒီကောင်ရသွားပြီကျတော့ခေါင်းဆက်ရှာလိုက်မယ်ဆိုရင် sin 50လေးကိုဆက်ရှာလိုက် sin 50လေးကိုဆရာခေါင်းကိုသုံးပြီးရှာလိုက်မယ်ဆိုလို့ရှိရင် negative angle လေးကိုသုံးပြီးတော့ရှာလိုက်ကျတော့ ဆိုင်ဖြစ်ပြီးဆိုလို့ရှိရင်ဆရာတို့ပြီးခဲ့တဲ့ဒေါင်းနေတွေကဘယ်ထဲကဘာကိုနှုတ်ရမယ်ဆိုလို့ရှိရင်90မိုင်းနဲ့75ကိုနှုတ်ပဲဆိုလို့ရှိရင်ဖြစ်ပြဆိုတာ။နာဒီမိုင်းနဲ့ဒီတာ90ဆိုတော့ကော့ချိုးကြီးဘာဖြစ်လဲဆိုလို့ရှိရင်ကြောင်းတယ်။ first quadra မှာရှိတဲ့ပြည့်စုံအောင်အကုန်လုံးကပေါင်းနေတယ်။ sin 90မိုင်းနဲ့ဒီတာဆိုလို့ရှိရင် cos ဒီတာရတယ်။ sin 90မိုင်းနဲ့75ဆိုလို့ရှိရင် cos 75 ူပါရဟုတ်နော်အဲ့တော့ဒီကောင်က99နဲ့ပီတာက first quadrant မှာရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်ဒီအကုန်လုံးက flat အဲ့တော့ဘာလို့ပြင်းလဲဆိုလို့ရှိရင်ဒီမှာဘာကြောင့်လဲဆိုတာရေးပြလိုက်နော် sin 90 minus theta ဆိုတာကဘာနဲ့ဒီလိုမျိုးဖြစ်လဲ။ဒီတော့ cos amplify ရှာကြလို့တော့ဒီမှာရှာပြီးသားရှိတယ်။ဘူး acid minor root 2 by 4ဒါဆိုရင် sin cos 75က sin 15နဲ့တူပြီးတော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင် root 6 minor root 2 by 4ဆိုတော့အဲ့တော့ကျတော့လက်ကတိအငယ်လေးတွေမေးနေပြီဆိုလို့ရှိရင်ဘာနဲ့ထပ်သွက်လို့ရသေးလဲဆိုလို့ရှိရင်ကိုပေါင်းအငယ်ဖော်မူလာနဲ့ဒီလို ထပ်ပြီးတော့တွက်လို့ရမယ်အဲ့တော့ကိုမောင်းငယ်လည်းထပ်ပြီးတော့တွက်မယ်ဆိုလို့ရှိရင် sin 50 sin 50 degree ဆိုတာက sin ဘယ်ထဲကဘာကိုနှုတ်ကြလဲဆိုလို့ရှိရင်45ထဲက30ကို45 degree ထဲက30ကိုအဲ့တော့ကိုမောင်းအန်ရဲ့ formula ရာ sin ဆိုလို့ရှိရင် sin cos sin cos အနှုတ်ဆိုရင်အနှုတ် cổ sạc cổ sạc đó sai for defy có for defy đủ chú bài có tên gì à mà lấy tôi chỉ đủ chú bài mai nè có for defy cả đủ chú bài sai tên gì à quá bài ai đó có bài nữa tôi crucify for my name call it crucify for ပိုင်းတင်ကြီးလိုက်တဲ့အခါမှာ crucify my name crucify cause ဆိုပြီးတော့ဆရာတို့ cause simplify နဲ့တူရယ်တူရယ်ဆိုပြီးတော့ဆရာတို့ဒီမျိုးလေးရေးပစ်လိုက်ဒါမယ်နော်ကျွန်တော်တို့ခု tan simplify ကိုသွားမယ် tan simplify divide equal to tan simplify ဆိုတာဆရာတို့ တီးခဲ့တဲ့တောင်းကြီးဘာနဲ့ဘာနဲ့ပေါင်းတာလဲဆိုလို့ရှိရင်45 degree black 30 degree နဲ့ပေါင်းတာပါအဲ့တော့ကုံပေါင်းအဲ့တဲ့ formula ကိုစသင်းတော့မယ်တန်းဆိုလို့ရှိရင်တန်း black တန်းပိုင်း1 minus delta တန်း45 black တန်း30 fine 1 minus တန်း45တန်း30 ဟုတ်ပြီအဲ့ဒါဆိုဆရာတို့ဆက်ပြီးရှင်းလိုက်တဲ့ကောင်က1045က1ဆိုတာဆရာတို့အလွတ်ရထားတာပဲ1030ဆိုတာက1 by degree 1 minus 1045က1ဟုတ်1 minus 1045ကမလဲဆိုရင်1 in 1030က1 by အဲ့တော့ဆရာတို့ဆက်ပြီးရှင်းလိုက်တယ်ပိုင်းကျင်ကြည့်လိုက်တော့ root 3ဒီကောင်က root 3နဲ့ပြောတော့ root 3 plus 1 အောက်ကကောင်းတဲ့ကောင်1မှာလူကြီးကောင်းတဲ့ရှင်းပဲဆိုရင်အောက်ကလူကြီးကိုပုံနေတယ်အဲ့တော့ကောင်းကိုလည်းလူကြီးနဲ့ကြတော့လူ3 -1 ဆိုတာဟုတ်ပြီအဲ့တော့လူ3နဲ့လူ3နဲ့ခြေလိုက်ဘာကြံလဲဆိုရင်ကဲတော့ဆရာတို့အပေါ်မှာဘာကြံခဲ့မလဲဆိုလို့ရှိရင်လူ3 plus 1ပါအောက်မှာကလူ3 -1 အဲ့တော့ဆရာတို့တေချာမှာ အရှင်းဆုံးပုံစံနဲ့ပြချင်လို့ရှိရင်အောက်မှာ root တွေမထားဘူးအဲ့တော့ root ပြောက်ချင် root ပြောက်ချင် rationalize လုပ်ပြရမယ် rationalize လုပ်တဲ့အခါမှာဘာလဲပြောက်လဲဆိုရင်ဆရာတို့အောက်မှာအပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းကြံချင်တဲ့အတွက်ကြောင့်မို့ဆရာအပေါ်ရောအောက်ရော root 3 plus 1ပါ root 3 plus 1နဲ့ဘာလုပ်ပြလိုက်လို့ဆိုရင်ပြောက်ပြလိုက်ဒါကို rationalize လုပ်တယ်ဟုတ်နော်အဲ့ဆရာဒီဘက်မှာဆက်ပြောလိုက်အဲ့တော့အပေါ်မှာကဘာဖြစ်လဲဆိုရင် ရူ3နဲ့ရူ3နဲ့နောက်တော့3ရူ3နဲ့1နဲ့နောက်တော့ဘလတ်ရူ3နောက်က1နဲ့ရူ3နဲ့နောက်တော့ဘလတ်ရူ3နောက်က1နဲ့1နဲ့နောက်တော့ဘာရမယ်ဆိုလို့ရှိရင်ဘလတ်1ရမယ်အောက်မှာကျတော့အနှုတ်တကွင်းအပေါင်းတကွင်းရှေ့တွေနောက်တွေတူလဲတွဲကြအောင်လို့ရှင်းတစ်ထပ်အနှုတ်နောက်နှစ်ထပ်နဲ့ရှင်းလိုက် ရှင်းတဲ့ထက်အနုနောင်တဲ့ထက်နဲ့ရှင်းလိုက်တဲ့အခါမှာလူ3လက်ထပ်ဆိုတာက3ရပြီတော့နိုင်တယ်။နောင်တဲ့ထက်အနု1လက်ထပ်ဆိုတာကနိုင်ရင်ပေါင်းလိုက်တော့တော့လူချင်းပေါင်းလိုက်တော့ဒူးလူဒီအောက်ကဒီအဲ့တော့အပေါ်ကကျတော့ဘာကိုပုံထုတ်ရလဲဆိုဒူးကိုပုံထုတ်လိုက်တဲ့အခါမှာဘာရမလဲဆိုလို့ရှိရင်2 plus 3ရမယ်။အောက်က ဒီတူးတဲ့ဒီတူးလေးနဲ့ခြေလိုက်တဲ့အခါမှာဘာရလို့ဒီလိုဒီတက်တဲ့ကြာခံတဲ့ကောင်တစ်ခါကိုပါပြောပြီးကြာဟုတ်နော်နောက်တစ်ခုကဆက်လို့ပေါင်းရှာပြည့်မယ်ဆိုရှင်ကော့ဖစ်ဘေးကိုရှာလိုက်မယ်ကော့ဖစ်ဘေးကိုရှာ negative angle နဲ့ပဲရှာလိုက်တော့မယ်ကော့ဖစ်ဘေးကို negative angle နဲ့ရှာလို့သူလို့ရှိရင်ကျွန်တော်တီးခဲ့တဲ့ဖုံကြွားလေးမှာ 15ဆိုတာဘယ်တရဘောင်းလုတ်ကြရတယ်သူလို့ရှင်90 -75 ကိုလောက်ထားရတယ်အဲ့တော့90 -75 တိတာဆိုတာဆရာတို့ဘာလို့ဆိုရင်ခီကိုအချိုးကြီးရောက်တယ် cop ဆိုရင်ဘာဖြစ်သွားမလဲသူရှင်နော်တန်းဖြစ်သွားမယ်ဟုတ်လားအဲ့တော့ cot 90 -75 တိတာသူလို့ရှင်တန်းတိတာရမယ်90 -75 တိတာက first quarter မှာရှိတဲ့ကြောင်မျိုးအပေါင်းညာဟုတ်လားအခုက cos 90 minus 75ဆိုတော့ tan 75ရတယ်။ဒါကြောင့်လဲဆိုတော့ cos 90 minus theta ဆိုတာက tan theta နဲ့ပတ်သက်ပြီးအဲ့တော့ cos 15က tan 75နဲ့တူတယ်။ဒါဆိုတော့ဒီ tan 75ကဘာနဲ့တူလဲဆိုတော့ equal ဒီ3ရဲ့အကျိုးတွေတွေ့ကြမှာလို့ tan 75 equal to cos 15 equal to 2 plus 3ဆိုတာပါလဲဆိုရင်ဒါပါကြဲအဲ့တော့ cos 15လေးကိုရော cos 15လေးကိုလည်းကျွန်တော်ဘာလဲတွက်လို့ရလဲဆိုလို့ရှိရင်ကျွန်တော် compound angle formula နဲ့တွက်လို့ရတယ်နော်ဒါပေမဲ့ကြာချိန်ကြီးကြာပေါင်းပါဆိုလို့ဒါနဲ့ပဲ negative angle နဲ့ပဲသတိပြလိုက်တယ်ဟုတ်ပြီရမယ်နော် Hero nama folika root cos 45 plus e plus sin e minus 45 dah. Zero ni yang dalam baru apa ni? Tadi ya. Hello siapa? Dah hand side di sini ni. Dah hand side dua di dah side bako 45 plus e plus sin e minus 45 あの古毛園芸フォーミュラーネットアライメンコースルーシンコッコサイサイコーフォーディファーコーコープラスウェイマイネサイサイサイフォーディファーサイプラサイクルーシンサイコーサイディ sin cos cos 45 तो आ sin को माइनस से माइनस है sin cos cos 3ဟုတ်ကဲ့ဒါစသရှင်းလိုက်မယ် cos 45 sin 45က root 2 by 2 cos a minus sin 45ကလည်းပဲ root 2 by 2ဘာဖြစ်လဲဆိုလို့ရှိရင် sin a ဆိုင်းဖလက်ကော့45ကဘူဒူဝိုင်တူဆိုင်းဆိုင်45ကလည်းဘာဖြစ်လဲဆိုရင် minus root 2 by 2 cos အဲ့တော့ root 2 by 2 cos ရယ် minus root 2 by 2 cos ရယ်ခြေမယ် minus root 2 by 2 sin ရယ် plus root 2 by 2 sin ရယ်ခြေလိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးက0ဖြစ်သွားတယ် ဲ့တော့သူတက်တဲ့ပြခိုင်းတဲ့ right hand side က0ဆိုတော့ right hand side နဲ့အဲ့တော့ left hand side နဲ့ right hand side နဲ့တူသွားတဲ့အတွက်ကြောင့်မလို့သူတက်တဲ့ပြခိုင်းတဲ့ cos 45 degree plus a plus side a minus 45 degree ကကွက်ပြီး0နဲ့ဒါပေမဲ့ကျစားလို့ number 5 number 5က prove that 2 sin 45 plus alpha cos 45 plus beta က cos alpha plus beta plus sin alpha minus beta ဖြစ်ကြောင်းပါလို့ရမယ်ဆိုရင်သတိပြအဲ့ဒါလဟဆိုင်ကိုသတိပြလိုက်မယ်လဟဆိုင် equal to 2 sin 45 plus alpha cos 45 plus beta အဲ့တော့ကိုပေါင်းအဲ့ဒီ formula နဲ့ဆရာကြောင်းလိုက်မယ်2 2 sin ဆိုရင် sin cos sin cos sin 45 sin alpha plus ဆိုရင် sin က plus ဆိုရင် plus sin cos 45 sin alpha ကောင်းလဲပါပြလို့ဆိုရင် cos ဆိုလို့ရှိရင် cos cos sin sin cos 45 cos theta plus ဆိုရင် cos က plus ဆိုရင် minus side 45 side beta ไอ้ đó เสียเนาะซ้าตัวไล่ตัวนี้ไซน์45 cos 45ก็ดีกว่า1 2ก็เป็นเสียซ้าตัวไล่ก็อัลฟาแล้วก็45ก็1 2ไซน์อัลฟา cos 45ก็ 1 by root 2 cos theta minus sin 45က1 by root 2 sin theta ဟုတ်ပြီရှေ့ပါမှာဒီတကွင်းလေးရဆရာပေါ့ပေါ်ထိုးလိုက်မယ်ဆိုရင်1 by root 2ကိုပေါ်ထိုးလိုက်မယ်နောက်ကနောက်ကွင်းလေးရလည်းဆရာပေါ့ပေါ်ထိုးလိုက်မယ်ဆိုလို့ရှိရင်1 by root 2ကိုပေါ်ထိုးလိုက်တဲ့အခါမှာဘာကြီးကြံခဲ့မလဲဆိုရင် cos alpha plus sin alpha အခု cos beta minus sin beta ဒီလိုဖြစ်တယ်။အဲ့တော့ root 2နဲ့ root 2နဲ့နှောင်းလို့ရှိရင်2 2နဲ့ဒီ2နဲ့ကျေးအရှိမ1ပဲရှိတော့အဲ့တော့ cos alpha ဒီကောင်းလဲနှောင်းမယ်ဆိုရင် cos alpha cos beta သူနဲ့နှောင်းမယ်ဆိုလို့ရှိရင် minus cos alpha sin beta ူနဲ့တော့မဆိုလို့ရှိရင်ဘလတ်စိုင်းအရာဖာကောဒီကသူနဲ့တော့မဆိုလို့ရှိရင်ဘာရလို့ဆိုလို့ရှိရင်မိုင်းတဲ့စိုင်းအရာဖာစိုင်းဒီတာအဲ့တော့ဆရာဒါလေးကိုစင်ပြောင်းဆရာဒီလိုမျိုးလေးရေးလိုက်မယ်ကော့ကော့စိုင်းစိုင်းလေးကိုဆရာဒီလိုရေးလိုက်ကောကောဆိုင်ဆိုင်လေးကိုဒီကနေကောရောအာဖာကောဘီတာမိုင်းနဲ့ ซ้าเอ่อขวาซ้ายขวา右行ซ้ายก็ซ้ายก็留意了的แล้ายเอ่อขวาก็比较หมายเนี่ยก็เอ่อขวาซ้าเอ่อขาเนี่ยก็เอ่อขวาซ้อยเอ่อขวาให้ดูก็ก็ซ้าซ้าสุดละก็ยังปกติ ဟုတ်ပြီအာဖာဘီတာအာဖာဘီတာအာဖာကောရဲ့ပုံသဏ္ဍာန်ကကောကဖော်မူလာကမိုင်းနပ်ဆိုလို့ရှိရင်ဖလက်ပြရကောအာဖာဘလက်ဘီတာနောက်တစ်ခုကဇာတို့ဆိုင်ကောကောဆာဆိုင်ကောကောဆိုင်ဆိုလို့ရှိရင်ဇာတို့ကမာရမဆိုလို့ရှိရင်ဆိုင်ရဲ့ဖော်မူလာအဲ့မှာအာဖာဘီတာအာဖာ ဘီတာပြည့်တဲ့တကြောင်လို့ဆရာတို့ကအဲလဖာဘီတာဆိုင်းရကြတော့ဆရာတို့အနှုတ်ဆိုရင်အနှုတ်ကိုဆိုင်းပိုင်းနဲ့ဘီတာတော့ right hand side နဲ့ဒူလာကြည့်လိုက်တဲ့အခါမှာ cos alpha plus beta plus sin alpha plus sin alpha minus beta ဆိုပြီးတော့ဆရာတို့ဘာနဲ့ပြသွားလဲဆိုလို့ဆိုရင် left hand side right hand side နဲ့ဘာပြလဲဆိုလို့ပြသွားမယ်အဲ့တော့ left hand side နဲ့ right hand side နဲ့ပြသွားတဲ့အတွက်ကြောင့်2 sin 45 plus alpha cos 45 plus beta mana tu dia tu cos alpha plus beta plus sin alpha mana? beta ni bagi tu kan boleh tak